မယူနိုက်တက်ရဲ့ကမ်းလှမ်းလာမှုကိုမျှော်လင့်တကြီးဆောင်စားနေတဲ့ဂိုဒမားမာတီနဲ့အက်စတိုမီလာတင်းရဲ့အာဂျင်တီးနားလို့ရည်ရင်ဂိုဒမားအီမီလီယာနိုမာတီနဲ့ရဲ့အနာဂတ်ဟာမန်ချက်စတာယူနိုက်တက်တင်းနဲ့ဆက်ဆက်နေတယ်လို့သိရပါတယ်။သူရဲ့ခုနွေရည်ပြောင်းရွှေ့ကာလအတွင်းမယူတင်းကသူ့အတွက်ကမ်းလှမ်းလာမယ့်အချိန်ကိုစောင့်မျှော်နေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ အဇွန်ဘီလာဒီနဲ့လမ်းခွဲတော့မယ်လို့ထင်ရှားတဲ့နှုတ်ဆက်စကားတွေရာဒီကုံပွဲစဉ်ပြီးမှပြောခဲ့ပြီးတဲ့နောက်သူဘဲတင်းကိုရောက်ရှိမယ်ဆိုတာကအစောပိုင်းမှာမကြီးရခဲ့ပေမဲ့အခုကမှတော့သူ့ရဲ့ရီမန်းချန်နဲ့ပိုင်းနိုင်ရာပိုးပြီးရှင်းလင်းလာခဲ့ပါပြီအာဂျင်တိုင်းခြေဆိုင်ဘလုံးဒရင်းဌာနဘိုလာ BNB ရဲ့တိကျသေးတဲ့ဖော်ပြချက်တွေအရအစတိုမီလာကိုတော့မာတီနာဟာအခုနေရာစီမှာမန်ချက်စတာယူနိုက်တက်တင်းကသူ့အတွက်တရားဝင်ကမ်းလှမ်းလာမှုပြုလုပ်မလားဆိုတာကိုမျှော်လင့်နေကြီးဆောင်စားနေပါတယ်သူကအစတိုမီလာတင်းကနေထွက်ခွာဖို့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါပြင်ဆင်နေပြီးဖြစ်ကြောင်းသတင်းတွေကဆိုထားပါတယ်ပြီးခဲ့တဲ့ရာဒီကုံပွဲစဉ်ပြီးမှဘီလာပရိသတ်တွေနဲ့ဒီဦးကြီးစီနီပါနှုတ်ဆက်ခဲ့တဲ့အချိန်တုန်းက သူဘယ်ကိုသွားမလဲဆိုတာကိုမသိရသေးပေမဲ့အခုခါမှာတော့ကမ္ဘာ့ဖလားချန်ပီယံကိုသမားဖြစ်တဲ့မာတီနာဟာသူ့ရဲ့လာမယ့်ခြေလှမ်းအတွက်ခိုင်မာတဲ့ဆုံးဖြတ်ချက်ချတာပုံရပါတယ်။လက်ရှိမှာတော့ဂလာတာစတေးအသင်းပါဝင်ဥရောပထိပ်တန်းကလပ်အသင်းချုပ်ကမာတီနာကိုခေါ်ယူဖို့စိတ်ဝင်စားမှုတွေပြသနေပြီးဆွေးနွေးမှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။ဒါပေမဲ့ကမ္ဘာ့ဖလားချန်ပီယံကိုသမားမာတီနာကတော့အော်တာဖို့လို့ခေါ်တဲ့မန်ချက်စတာယူနိုက်တက်ဒီရဲ့ကွင်းကိုပဲပြောင်းရွှေ့ဖို့ပုံမနစ်သက်တယ်ပုံမဆန္ဒပြင်းပြတယ်လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်ဘက်ကတော့မာတီနက်ကိုခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေတယ်ဆိုပေမဲ့လက်ရှိချိန်ထိတရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ခြင်းမရှိသေးပါဘူး။မန်ယူနိုက်တက်အနေနဲ့ဒီပြောင်းရွှေ့ကိုအကောင့်တွေဖော်ဖို့ဆိုရင် သူရဲ့လက်ရှိပထမဦးစားပေးကုသမဖြစ်တဲ့အန်ဒရီအိုနာနာကိုအရင်ဆုံးရောင်းချနိုင်ဖို့လိုအပ်နေပုံရပါတယ်အိုနာနာရဲ့နာဂတ်ဟာလက်ရှိချိန်ထိမရေရာသေးပဲကလပ်တင်းတွေကြားမှာကမ်းလှမ်းမှုတွေဆွေးနွေးနေကြဆဲဖြစ်တာကြောင့်မာတီနာရဲ့ United ကိုပြောင်းရွှေ့မဲ့အိမ်မက်ဟာအိုနာနာရဲ့အခြေအနေပေါ်မှာပဲဓာတ်ရိုက်မူတည်နေပါတယ်။ဒါကြောင့်အိုနာနာကဘယ်တင်းကိုပြောင်းရွှေ့မလဲဆိုတဲ့အဖြေထွက်လာမှသာမာတီနာရဲ့ပြောင်းရွှေ့ကပိုပြီးရှင်းလင်းလာမှာဖြစ်ပါတယ်။မာတီနာအပိကရက်ရာစီမှာအက်စတရမီလာအတင်းတွေပွဲပေါင်း53ပွဲပါဝင်ကစားခဲ့ပြီးကြံပွဲဆုံးမှာ16ပွဲဂိုးမပေးရအောင်ကာကွယ်ထားနိုင်ခဲ့ပါတယ်။ ဒါပရီးမီးယားလိလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့လီမှာကိုလိုမာတူအတွက်တကယ်ကိုကောင်းမွန်တဲ့မှတ်တမ်းတစ်ခုပါပဲသူရဲ့လက်ဆွမ်းပြမှုတွေကြောင့်အက်စတရိုမီလာအသင်းရဲ့ယာတီများစုကိုထိတ်ဆုံးလေးတင်းနေရမှာယက်တီနိုင်ခဲ့ပါတယ်ဒါပေမဲ့ Unai Emery ရဲ့အက်စတရိုမီလာအသင်းဟာယာတီကောင်းမထိတ်ဆုံး၅သင်းစီးရင်ဝင်ဖို့မအောင်မြင်ခဲ့ပဲနောက်ဆုံးနေ့မှာ Newcastle United ကကြောဖြတ်သွားခဲ့တာကြောင့်လာမယ့်ယာတီအတွက်ချန်ပီယံလိဝင်ဝင်ကိုလက်လွတ်ခဲ့ရပါတယ်မာတီနက်အနေနဲ့ Old Trafford ကိုတကယ်ပဲပြောင်းရွှေ့လို့ရတဲ့ဆိုရင် Manchester United ရဲ့ပြောင်းရွှေ့လှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်နေရမှာဖြစ်ပြီး အတူတူပြီးအိုနာနာရဲ့နာဂကသူ့အတွက်အဓိကတော့ချက်ဖြစ်နေပါတယ်။ဒီကစီပြောင်းရွှေ့ကာလမှာကိုသမားရဲ့ဇီကွက်ဘလို့ရီဆက်ဖြစ်လာမလဲဆိုတာကတော့ပြည်သက်တွေအတွက်စိတ်ဝင်စားစရာအကောင်းဆုံးယာယီတွေကတစ်ခုဖြစ်ပြီးအားလုံးကရင်ခုန်စွာနဲ့စောင့်မျှော်နေကြမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချစ်တဲ့